နတ်ကိုယုံပါတယ်နတ်ကတော်ကိုမယုံတာတဲ့ဟုတ်တယ်နတ်ကမလိမ်ဘူးလိမ်နေတာကနတ်ကတော်နော်ဒါကြောင့်အဲ့ဒီနတ်ကတော်ကိုပဲမယုံရမှာမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲပါရာဇိကံပါဠိတော်မင်ကုလိဆိုတဲ့ဝိနိတဝိထုမှာနတ်ကတော်တယောက်ဟာလူတွေကိုအယူမအောင်လိမ်ညာတဲ့အတွက်ကြောင့်နတ်ကတော်သိရင်ပြိတ္တာဖြစ်မယ်လို့ဟောကြားခဲ့ပါတယ်ဒါကြောင့်မယုံမဲ့မယုံနတ်ကတော်ကိုပဲမယုံရမှာပါ ါနဲ့ပတ်သက်လို့တခါတုန်းကခရိယံဘာသာဝင်တယောက်ဟာနဂရောတယောက်သူတို့ဘာသာထဲကူပြောင်းယုံကြည်သွားတာကိုအကြောင်းပြပြီးတော့ဦးစင်းကိုလာပြီးဘာသာရေးစည်းရုံးပါတယ်ဘယ်လိုစည်းရုံးတယ်လဲဆိုရင်ဦးစင်းကြည့်ပါဦးဦးစင်းတို့ဘာသာထဲကနဂရောတယောက်တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်သွားပြီးဦးစင်းလည်းအချိန်မီပြင်ဆင်တဲ့အနေနဲ့တပည့်တော်တို့ဘာသာကိုယုံကြည်ကိုးကွယ်ပါဆိုပြီးဘာသာရေးစည်းရုံးပါတယ်အဲ့ဒီခါမှာဦးစင်းက အေးနဂရောဆိုတာကလူလိန်ဖြစ်တယ်တို့ဗုဒ္ဓဘာသာဝင်တွေကိုလိန်ပြီးဝါသွားလို့မင်းတို့ဘာသာကိုလိန်ဖို့ရောက်လာတာမင်းတို့လည်းတတိထားနေအလိန်ခံရလိမ့်မယ်လို့ပြောလိုက်ပါတယ်နော်ဒါကြောင့်နဂရောဆိုရင်တော့မယုံကြပါနဲ့အရှင်ဖေရလူအချင်းချင်းတူပါလေရဲ့ဘာဖြစ်လို့စင်းရတဲ့လူက စင်းရချမ်းသာတဲ့လူက ချမ်းသာဖြည့်ရတာလေဖေရဖြည့်ချပေးတော်မူပါဖေရဥပရိပဏာတပါဠိတော် ဝိပင်္ဂဝတ်သုလကမ္မဝိပင်္ဂသုံးပါမြတ်စွာဘုရားကဥပလူလင်မေးတဲ့ဥစ္စာ၁၄ချက်ထဲမှာမြတ်စွာဘုရားလူအချင်းချင်းသူပါလျက်တချို့သောလူတွေကချမ်းသာပြီးတချို့သောလူတွေကဘာကြောင့်ဆင်းရဲရပါသလဲဆိုတဲ့အချက်ပါပါတယ်အဲ့ဒီမေခွန်းကိုမြတ်စွာဘုရားကဘယ်လိုပြန်ဖြေသလဲဆိုရင်ချစ်သားသူပါလောက၌တချို့သောမိမယောက်ျားတို့သည် ပေကံလူတန်းချင်းရှိ၍ မစ္စရိယဝန်တို့ချင်းကျင်းကြကုန်၏ထိုပုဂ္ဂိုလ်များတေလွန်တဲ့အခါကောင်းရာသူဂတိတို့ရောက်၍လူဘဝတို့ရောက်တဲ့အခါချမ်းသာကြွယ်ဝကြကုန်၏လောက၌တချို့သောမိမယောက်ျားတို့သည်ပေကံလှူဒန်းခြင်းမရှိမစ္စရိယဝန်တို့ချင်းရှိကြကုန်၏ထိုပုဂ္ဂိုလ်များတေလွန်တဲ့အခါငရဲ၌ရှိကြရကုန်၏ငရဲကလွတ်၍လူဘဝတို့ရောက်တဲ့အခါဆင်းရဲကြကုန်၏လို့ဖြေကြားတော်မူထားပါသည် ဒါကြောင့်လူအချင်းချင်းတူပါလျက်တချို့ကချမ်းသာပြီးတချို့ကဘာကြောင့်ဆင်းရဲရတာလဲဆိုရင်ချမ်းသာရတဲ့လူဟာလှူဒန်းပေးကမ်းမှု ရှိတဲ့လူဖြစ်ပြီးဆင်းရဲတဲ့လူကတော့လှူဒန်းပေးကမ်းမှုမရှိတဲ့လူပဲဖြစ်ပါတယ်။ဖရာအများကြီးထဲမှာစစ်မှန်တဲ့ဖရာကဘယ်ဖရာလဲဖုံဖုံတဲ့။ယသော်ဖရာကကိုတော်တိုင်ဖရာစင်စစ်အေကံဖြစ်ကြောင်းဝန်ခံထားတဲ့ထိုးထိုးတုတ်တံတွေများစွာရှိပါတယ်။ အဲ့ဒီတုတ်တံတွေကိုကိုကားပြီးဖြေလိုက်မယ်ဆိုရင်ကိုဖရာပဲကိုထောက်ခံတယ်လို့ထင်သွားနိုင်ပါတယ်မြတ်စွာဘုရားကယောဓမံပတ္တတိတောမံပတ္တတိတရားကိုမြင်မှဖရာကိုမြင်မယ်လို့ဟောကြားထားတဲ့အတွက်ဖရာစစ်ဖရာမှန်သိဖို့အရေးမှလည်းပဲတရားနဲ့တိုင်းတာကြည့်မှသိနိုင်ပါတယ်မြတ်စွာဘုရားပြိဋိဘံစံဃာနီးတော့သူပတ္တပရပိုက်ကြီးဖရာထံရောက်လာပြီးမြတ်စွာဘုရား ဒိဋ္ဌိဇာကြီး6ယောက်ကလည်းသူတို့ကိုသူတို့ဖျားလို့ပြောပါတယ်။မြတ်စွာဘုရားကလည်းဖျားလို့ဆိုပါတယ်။ဘယ်သူကဖျားစင်စစ်ဧကံဖြစ်ပါတလဲဖျားလို့မေးမြန်းလျှောက်ထားပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားကသူပတ္တဒါရီမေးမနေနဲ့။တမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိဆိုတဲ့ဤမဂ်ခင်၈ပါးအကျင့်မြတ်တရား ဘယ်သာသနာမှာရှိလဲကြည့်လိုက်ပါကြည့်လိုက်လို့မဂ်ဂင်ရှင်ပါအစ်မြတ်တရားနဲ့ပြည့်စုံတဲ့သာသနာကို တွေ့ပြီဆိုရင် မင်းကိုးကွယ်စည်းကပ်လိုက်ပါလို့မိန့်ကြားပါတယ်ယေစွာဖရာအဲ့ဒီလိုမိန့်ကြားလိုက်တဲ့အခါမှာသူပတ္တပရပိုက်ကြီးဟာကောင်းစွာသဘောပေါက်နားလည်သွားပါတယ်ဖရာအများကြီးတဲမှစစ်မှန်တဲ့ဖရာကဘယ်ဖရာလဲဆိုတဲ့မိကုန်းကိုဖြေရမယ်ဆိုရင်မဂ်ဂင်ရှင်ပါအစ်မြတ်တရားနဲ့ပြည့်စုံတဲ့ဖရာကသာလျှင် ဖျားစင်စေအေကံဖြစ်ပါတယ်လောကမှာဖျားဆိုတဲ့အမိတွေမြောင်များစွာ ရှိတဲ့အနက်ဖျားစစ်ဖျားမှန်ကိုသိကျင်တယ်ဆိုရင်ဤမဂ်ခင်၈ပါးအကျင့်မြတ်တရားနဲ့သာတိုင်းတာကြည့်လိုက်ပါတိုင်းတာကြည့်လိုက်လို့မဂ်ခင်၈ပါးအကျင့်မြတ်တရားနဲ့ပြည့်စုံတယ်ဆိုရင်ဖျားစစ်ဖျားမှန်ဖြစ်ပါတယ်မဂ်ခင်၈ပါးအကျင့်မြတ်တရားနဲ့မပြည့်စုံဘူးဆိုရင်ဖျားစစ်ဖျားမှန်လုံးဝမဟုတ်ပါဘူး